အားလုံးဝမင်္ဂလာပါမြန်ခရစ်တိုအရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားနဲ့အမေရိကန်ကြားကခရစ်တိုတိုက်ပွဲသတင်းနဲ့အတူတောင်အမေရိကသားနဲ့အာရှသားတို့ရဲ့ Web3 ပူးပေါင်းမှုသတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့မြောက်ကိုရီးယားနဲ့အမေရိကန်ကြားကခရစ်ပတိုတိုက်ပွဲသတင်းကိုတင်ဆက်ပေးကြပါရစေ။မြောက်ကိုရီးယားရဲ့ခရစ်ပတိုအဖွဲ့အစည်းတွေကိုအမေရိကန်ဘက်ကပိတ်သိမ်းပြန်ပါပြီ။မြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေကိုထောက်ပံ့ဖို့အတွက်ခိုးရပါခရစ်ပတိုတွေကိုငွေကြေးခဝါချခဲ့ကြောင်းဆွဆွဲခံထားရတဲ့ပြည်ပရောက်မြောက်ကိုရီးယားနိုင်ငံသားဘန်ဝင်နဲ့ရှီအူကမ်ပဏီနှစ်ခုနဲ့ crypto wallet ပေါင်း53ခုကိုအင်္ဂါနေ့ကပိတ်ဆို့အရေးယူခဲ့ပါတယ် ဒီလူပုတ်ကိုရီနဲ့အဖွဲ့အစည်းတွေဟာတရုတ်နဲ့ရုရှားမှာအခြေစိုက်ပြီးမြောက်ကိုရီးယားအတွက်လက်နက်ထောက်ပံ့ရေးတွေမှာငွေကြေးထောက်ပံ့ခဲ့ကြောင်းအမေရိကန်အစိုးရဘက်ကဆိုထားပါတယ်။ဒါအပြင်ခိုးယူခံရတဲ့ငွေကြေးတချို့ဟာမြောက်ကိုရီးယားရဲ့ ransomware တွေနဲ့ cyber ရာဇဝတ်မှုတွေကနေရရှိခဲ့တာကိုခြေရာခံမိထားတာဖြစ်ပြီးပိတ်ဆို့ခံရတဲ့ wallet 53ခုလုံးမှာတတ USDT တွေပါဝင်နေကြောင်းမှတ်ချက်ကိုလည်းတွေ့ခဲ့ရပါတယ်။ မြောက်ကိုရီးယားအနေနဲ့အမေရိကန်နဲ့အနောက်အစိုးရရဲ့ဆန်ရှင်တွေကိုရှောင်လွှဲနိုင်ဖို့နိုင်ငံတကာမှာရှိတဲ့ငွေကြေးကဝါချဂိုင်းတွေကနေချိတ်ဆက်ပြီးလုပ်ခဲ့တာဖြစ်တယ်လို့ crypto exchange တွေလိုမျိုး platform တွေကနေခိုးယူလို့ရလာတဲ့ငွေတွေကိုအတိအကခဝါချခဲ့ကြပါတယ်။မကြသေးခင်က report တစ်ခုအရတော့မြောက်ကိုရီးယားဟာနိုင်ငံတော် hacker group ဖြစ်တဲ့ Lazarus ကနေတစ်ဆင့်နှစ်နှစ်အတွင်းမှာ cryptocurrency dollar 3 billion နေပါကိုကဘာတဝမ်းက platform တွေစီကနေခိုးယူခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာတင်မဲ့ crypto exchange ကြီးတစ်ခုဖြစ်တဲ့ Binance ကနေဒေါ်လာ1.4 billion တန်ဖိုးရှိတဲ့ ETH တွေခိုးယူခဲ့တာကြောင့် crypto industry နဲ့ Lazarus တို့ဟာပညာပြိုင်နေရတယ်လို့ဖြစ်လာနေပါတယ်။ဒီလိုအခြေအနေတွေကြားမှာကိုပိုင် crypto တွေကိုတေချာခရူးဆိုင်ဖို့လိုအပ်ပြီး centralized exchange တွေမှာအတ်ထားတဲ့ crypto တွေက trade ဖို့အတွက်ဒါမှမဟုတ်ရေတိုအတူယူဖို့အတွက်သာဖြစ်သင့်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တောင်အမေရိကသားနဲ့အာရှသားတို့ရဲ့ weather ပူပေါင်းမှုသတင်းကိုတင်ဆက်ပေးကြပါမယ်။တောင်အမေရိကသားတွေနဲ့အာရှသားတွေပူပေါင်းပြီးနေဆက်ဖြတ်ကြုံငွေပေးခြင်းမှုတွေကိုစံသက်နေကြပါပြီ။ဘရာဇီးနဲ့ဟောင်ကောင်တို့ပူပေါင်းဖန်တီးလိုက်တဲ့ဒီ project မှာချင်းလင်းရဲ့နေပညာကိုသုံးပြီးနေဆက်ဖြတ်ကြုံငွေပေးခြင်းမှုတွေကိုလွယ်ကူအဆင်ပြေစေအောင်ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ တေးစန်းသမှုဟာဘရာဇီးရဲ့ Dress Central Bank Digital Currency စီမံကိန်းရဲ့ Phase 2အတွင်းမှာလည်းပါဝင်နေသလိုဘရာဇီးရဲ့ Dress Network နဲ့ဟောင်ကောင်ရဲ့ Assemble Platform တို့ပူးပေါင်းဖန်တီးထားတာကြောင့်ပိုင်ပေါင်းများစွာကွာဝေးတဲ့နိုင်ငံနှစ်ခုရဲ့အစိုးရနေရာကို Blockchain နဲ့ပေါင်းစည်းထားတဲ့ project တစ်ခုလည်းဖြစ်ပါတယ်။အကျော်ကျေးဇူးတွေကတော့ Blockchain ရဲ့ထုံးစံအတိုင်းနယ်စပ်ဖြတ်ကျော်ငွေပေးခြင်းမှုတွေကိုတန်တန်မြန်မြန်လုပ်လို့ရနိုင်မှာဖြစ်ပြီးအထူးသဖြင့်အသေးစားနဲ့အလက်စာစီးပွားရေးလုပ်ငန်းတွေအတွက်ဈေးကွက်အခွင့်အလမ်းတွေကိုပိုရှာပေးလာနိုင်မှာပါ။ ချိန်လျက်နေပညာကအခုနောက်ပိုင်းမှာ rebel နဲ့အပြိုင်နယ်စပ်ဖြတ်ကျော်ငွေပေးခြင်းမှုတွေအတွက်အသုံးဝင်လာနေပြီးတမယိုးကျဘန္ဒာယေးတွေအတွက်ရော weather project တွေအတွက်ပါချိန်လျက်နဲ့ပူပေါင်းဆောင်ရွက်မှုတွေကိုတွေ့နေရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto အရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ Binance account တခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြင်ရမယ်အခုကုတ်ကုတ်သုံးပြပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade time ကြကြပါစေခင်ဗျာ